ကျောင်းမှာတော့အဲ့လိုတခန်းနဲ့တန်းနဲ့အရန်တော့မတွဲပြစ်ပေမဲ့တငယ်ချင်းတွေပေါ့နော်အဲ့လိုတကျောင်းမှာနာမည်ကြီးရယ်သူ့လူတိုင်းကဝိုင်းကြည့်နေကြတယ်အဲ့လိုကြောက်မှသူလာပြီဆိုလို့ရှင်လည်းဒီလိုထောင်တော့မမောက်တော့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 လို့ဒီအမွှေးလေးကိုလေကျက်စမီကျက်ထားအဲ့အမွှေးကိုကျက်စမီကျက်တာအရှိရီပဲအဲ့အရှိရီနှစ်ချောင်းနဲ့ဟိုသွားစပင်းဆေးထိုးထားအင်းငယ်ငယ်လေးကအခေါ်အခေါ်အခုကြီးမှသူငိန်သွားတာအာကြီးမှသူမခေါ်တော့တာသူကခေါ်လာရေးဆိုတိန်ထားဟုတ်တယ် ဒီရာတိုင်းကဒါပုံဆိုင်ပေါ့သူကပြောတယ်အင်းသူဒီမှာ healthy meal လေးတွေလည်းသူလုပ်မယ်နောက်ပဲ Sunday တိုင်းသူတို့ကဒီ yoga class လေးတွေတဲ့အဲလုပ်မယ်တဲ့နောက် breakfast buffet လည်းစားလို့ရမယ်နောက်နောက်ပိုင်းကျရင်ဒီမှာကသူ healthy meal လေးတွေလည်းဆက်ပြီးတော့ထုတ်သွားဖို့အစီအစဉ်ရှိတယ်ဆိုတော့လေအားကြောင့်ဒီနေ့ဒါ join ဖြစ်လာဒီက yoga ကို2000နဲ့ဟွာလောက်ကပေါ့15လောက်က15လောက်ကစ join ဖြစ်တယ်ဒါပေမဲ့ဒီဒီကနောက်ပိုင်းမှာ yoga တိတ်မ join ဖြစ်ဖဲနဲ့ဒီဟိုပေါ့အလေးမာတဲ့ကစားတဲ့ဟာတွေပဲကစားဖြစ်တယ်ပေါ့နော် ဟိုဒီပြီးတော့ယောဂကစားရတာအရင်ကြိုက်တယ်ဟိုနောက်ပိုင်းမှာကိုကပိုပိန်ချင်လို့ယောဂကြောက်တာဖြည်းဖြည်းချင်း သူကဟိုအသားကိုချစ်ပြီးတော့ပိန်နေဟိုချစ်ပြီးတော့လှတာမျိုးပေါ့နော်အဲကြောပြော့တာမျိုးပေါ့ဒါဒီနေရာကျတော့လည်းပြည့်တဲ့ခန္ဓာကိုယ်ဆိုတော့အရန်ပိန်နေလို့ဒါဒီဂျင်ကစားတဲ့ဒီအလေးတွေနဲ့ပါနေတဲ့ကစားတာကိုရွေးလိုက်တာပေါ့နော်ဒါပေမဲ့ယောဂကစားတဲ့ဟာလေးကလည်းတော်တော်စိတ်ချမ်းသာတာအဲ့ဒီတက္ကနာမှာကွာဟိုဘာမှမတွေးပြလောက်အောင်စိတ်ကိုအရန်ကိုဟိုငြိမ်းချမ်းသွားတယ်နောက်တစ်ခုကကျတော့ခန္ဓာကိုယ်အရဆိုရင်အကြောတွေအရန်ပျော့ပြောင်းသွားပြီးတော့ ဒီဒီ6ရောက်တွေလက်တွေရောလို့လို့လုံနိုင်တယ်ပေါ့ဒါအရင်အဆင့်မြင်သွားတဲ့သူတွေပေါ့ဒီဒီတော့ကတော့ beginner ဆင့်ပါလေရက်သွားမကလေးခင်ရတဲ့တွေတော့အတင်းတော်ဆုံးလာရောကအဲမဆိုးဘူးเนาะအဲဟုတ်တယ်ဟုတ်တယ်အကျော်တွေလည်းပြည့်စည်တယ်ဟုတ်တယ်ပြီးတော့အဲ့လိုပေါ့အာနှုတ်ပြိုစည်တယ်ပေါ့နှုတ်ပြိုအခုယောဂကစားတဲ့ဒီမင်းသမီးတွေရှိရလေသူတို့တွေဆိုကြည်လိုက်ရန်နှုတ်ပြီးတော့မှအရင်နှာနေအဲ့ဒါသူတို့ယောဂကစားလို့ပေါ့เนาะယောဂပုံမှန်ကစားရင်တော်တော်နှုတ်တယ် တော့အမှတ်တရလေးရှိတယ်ဒါအငယ်တော့အမှတ်တရလေးအတူနဲ့ကအဟိုပါကိုယ်တန်းဆယ်တန်းတည်းကတခြားတခန်းနဲ့တငယ်ချင်းတငယ်ချင်းကြောင်းတခန်းနဲ့ဆိုတော့ဟိုကကိုယ်တန်းဆယ်တန်းဆိုကိုယ်တွေဘယ်လောက်ရှိမှာ14နှစ်လောက်ပေါ့နော်အဲ့ဒီကလေးကနေပြီးတော့ပြီးတော့အဲဒီဟိုကပြီးသွားတော့ဒီကြောင်းပြီးသွားတဲ့ခါမှာသူရုပ်ရှင်စရိုက်တယ်ဆိုတာကိုသိလိုက်တာသူကအဲ့မှာရုပ်ရှင်စရိုက်နေပြီဦးသားကြီးလိုနဲ့လာမှာတဲ့အဲ့မှာစသူတည်တယ်ကြောင်းမှာတော့ကြောင်းမှာတော့အဲ့လိုတခန်းနဲ့တဒန်းနဲ့ အိုးလိုမျိုးကြီးအရင်တော့မတွဲပစ်ပေမဲ့တငယ်ချင်းတွေပေါ့နော်အဲ့လိုအများနဲ့တွေ့ပစ်တယ်။တာကျောင်းမှာနာမည်ကြီးရဲ့ဟိုရက်ရှည်ကြီးနေလေသူ့လူတိုင်းကဝိုင်းကြည့်နေကြတယ်အဲ့လိုကြောင်းမှသူလာပြီဆိုလို့ရှင်လည်းဒီလိုထောင်တော့မမောက်နေတော့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 နေသွားလို့သွားတော့အဲသူ့ကြောင်းခေါ်လိုက်မယ်နော်အာသူကသူကလို့လေသူကဘယ်လိုအရင်မိုက်တယ်လေစတိုင်မိုက်အခက်ကလည်း model kit လေးတည်ရမလားကိုရီကိုရီရွယ်မှာဆိုလို့ရှင်အဲ့လိုမျိုးရက်ရှည်ကြီးနဲ့ model တွေရှားတယ်လေအဲ့ကလေးကသူအဲ့လောက်ရက်ပဲ ခုတော့ပိုရှည်လာလားမသိဘူးအဲ့တော့ကြောင်းမှာဆိုလို့ရှိရင်သွားဒီစပင်ကလေဆိုတော့ဒီနေရာလေးဒီအမွှေးလေးကိုလေကျက်စမီကျက်ထားအဲ့အမွှေးကိုကျက်စမီကျက်တာအရှိရီပဲအဲ့အရှိအနှစ်ချောင်းနဲ့ကိုသွားစပင်ဆေးထိုးထားအဲ့လိုရဲညာပဲအဲ့ဒါသူကြောင်းဆရာကြီးခေါ်ခံရတယ်ဟာတော့ငယ်ငယ်လေးကအခေါ်အခေါ်အခုကြီးမှသူငိန်သွားတာအဲကြီးမှသူမခေါ်တော့တာသူကခေါ်လာရေးဆိုတိန်ခါဟာလေ ဒါတကယ်တော့အကုန်ကြောင်းပြီးတဲ့အချိန်မှာဆယ်တန်းပြီးပါညာကြရမှာတိတ်မတွေ့ပြစ်ပဲနဲ့သူပြန်တွေ့တဲ့အချိန်မှာသူရုပ်ရှင်ရိုက်နေတယ်အဲ့လိုမျိုးနောက်ပြီးသူနဲ့တူတူဒီဒီရဲ့ဒုတိယရုပ်ရှင်ကသူရဲ့ဒီဒီရဲ့ကိုဆိုင်ရင်အဲငွေဆောင်မှာငွေဆောင်လား6နာမှာလားမသိဘူးတူတူရိုက်ခဲ့တာအဲအဲ့လိုအဲ့လိုမျိုးအဲ့လိုမျိုးအဲ့မှာသူကအရန်ပေါက်တယ်ဟုတ်တယ်အဲအဲ့သမီးရဲ့ဒုတိယကအဲ့လိုတော်တဲ့လူတယောက်ဆိုတော့လေကြည့်ရင်ကျွန်တော်ပြန်မလို့ဆိတ်ချင်မှာပါ တူလားဟာသူ့သူအေးဆေးနေပါသေးသူ့သူဒီမှာဆိုင်နေဆိုင်ပြီးဆိုင်ဖွဲ့နေတာဒီမှာအေးဆေးနေပြီစေတော့ပါတယ်အဲ့ဒါပဲ तू ကြိုက်တာ तू तू ကဒီမှာပြောရတယ်လေဒီ industry မှာ तू ပြောရတယ်အာသူမျိုးဘူးမလာမှားချာတင်းဆောင်လိုက်ရတယ်တော့ဟုတ်ကဲ့နော်အဲ့လိုလည်းမဟုတ်ပါဘူးဟိုလိုမျိုးကြီးလေအများတိုင်းရိုက်ဖို့တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ကိုနဲ့လိုက်ဖက်တယ်ပေါ့အဲ့လိုမျိုးဟာဒီဒီကဒါလေးတော့နင်းပိုင်ကောင်းမယ်လို့နောက်ပြီးအဲ့လိုပေါ့နော် အဲ့လိုတစ်ခါလေးကြရင်ကိုနဲ့ရင်းနှီးရဲ့ရုပ်ရှင်သားများဖြစ်ပေမဲ့ရုပ်ရှင်လောကကလူတော်တော်များများနေတဲ့အရင်ရင်းနှီးခဲ့တာဆိုတော့အဲ့လိုပေါ့ကူညီတောင်းတဲ့အခါတွေပါလေဆိုလို့ရှိရင်အာဒီဒီဒါလေးတစ်ဖြတ်လုတ်ပေးပါအောင်ဆိုရင်ကိုကိုကကြမင်းသားတွေဆိုလို့ရှိရင်အများတန်း MTV တွေခေါ်ခေါ်ရိုက်တယ်လေအဲ့တော့သူတို့ခိုင်းကိုပြန်လုတ်ပေးရတာပါအဲ့လိုမျိုးလေးဆိုလုတ်ပေးဖြစ်တယ်ဟိုကျန်နာကြီးတော့ထူးထူးခြားခြားကြီးတော့လည်းမလုတ်လုတ်ဖြစ်ပါဘူး